ာကာသတွေကနေပြန်လာဖို့၉လလောက်ကြန့်ကြာနေခဲ့တဲ့အာကာသရင်မှုနှစ်ဦးကိုတင်းဆောင်လာတဲ့ရင်ငယ်ဟာပင်လယ်ပြင်ကိုကျဆင်းလာခဲ့တဲ့နောက်လပိုင်လေးတွေကအနားမှာလာပြီးစူဇန်ဆက်စုခဲ့ကြပါတယ်။ American အမျိုးသားအာကာသအေဂျင်စီ NASA ကမတ်လ18ရက်နေ့ Florida ကမ်းလွန်ရေပြင်မှာ Dragon အာကာသရင်ငယ်ကျဆင်းခဲ့တဲ့နောက်အနီးတစ်ဝိုက်မှာလပိုင်တအုပ်လှည့်လည်ကူးခတ်နေတဲ့ဗီဒီယိုတစ်ခုကိုလူမှုကွန်ရက်ပေါ်တင်ထားပြီး ကျိုးစီစဉ်မထားတဲ့ကျိုးစိုးရေးအဖွဲလို့အရှင်းဖောက်ရေးသားထားခဲ့ပါတယ်။ Sony Williams နဲ့ Batch Wheel Model ဟာနိုင်ငံတကာ အာကာသစခန် ISS မှာ285ရက်ကြာအောင်တောင့်တနေခဲ့ရာကနေကမ္ဘာမြေကို ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။သူတို့နဲ့အတူ NASA ရဲ့အာကာသရှင်မှု Ned Hick နဲ့ Russia နက္ခတ်ဗေဒပညာရှင် Alexander Gobunov တို့ဟာ SpaceX ကုမ္ပဏီရဲ့ Dragon အာကာသရှင်ငယ်နဲ့စီးနင်းလိုက်ပါလာပြီး အဲ့ဒီရင်ငယ်ကပင်လယ်ထဲကိုလေထီးနဲ့ညဉ့်ညံတတဆင်းသက်နိုင်ခဲ့တာပါအာဂါဒရင်မှုတွေကိုသွားခေါ်တဲ့ NASA ဖွဲ့သားတွေရောက်သွားတဲ့အချိန် Dragon ရင်ငယ်တဝိုက်မှာလပိုင်တအုပ်ကသူတို့အတွက်အစိမ့်တသက်ဖြစ်နေတဲ့မမြင်ဘူးတဲ့အရာကိုစူးစမ်းရင်းလှက်ပတ်ကူးခတ်နေတာကိုတွေ့ခဲ့ရပါတယ်မြန်ရည်မြင့်မာပြီးလူသားတွေနဲ့ရင်ပါလေရှိတဲ့နုတိုက်တတဝါမျိုးစိတ်လပိုင်တွေဟာ Florida ကမ်းလွန်ပင်လယ်ပြင်မှာသဘာဝအတိုင်းအုပ်စုဖွဲ့ကျက်စားလေရှိကြပါတယ် အသက်59နှစ်အရွယ်ဝီလျံစ်နဲ့အသက်62နှစ်အရွယ်ဝီလ်မော့တို့ဟာမစ်ရှင်တစ်ခုအတွက် Starliner အာဂါသယာဉ်နဲ့နိုင်ငံတကာအာဂါသစခန်း ISS ကိုလိုက်ပါသွားခဲ့ပြီး၈ရက်အကြာမှာကမ္ဘာစီပြန်ဖို့စီစဉ်ထားခဲ့တာပါဒါပေမဲ့ဆက်ပိုင်းဆိုင်ရာချွေမှုတစ်ခုကြောင့်အပြန်ခရီးမှလူလိုက်ပါရင်အန်ဒီရရှိနိုင်တယ်လို့ဆုံးဖြတ်ခဲ့ပြီး Starliner ကလူမပါပဲကဘာစီပြန်ခဲ့တယ်လို့သူတို့နှစ်ယောက်ဟာ2024ဂျွန်လ9ရက်ကစပြီး ISS မှာတောင်းတင်နေခဲ့တာဖြစ်ပါတယ် ကိုလာတာအတွင်းသူတို့အတွက်လိုအပ်မဲ့ရိတ်ခါရေနဲ့အောက်ဆီဂျင်တွေကိုတော့ကဘာကနေပြီးလူမဲ့အာကာသယာဉ်တွေအသုံးပြုပို့ဆောင်ပေးခဲ့ပါတယ်။မျှော်လင့်မထားတဲ့အခြေအနေတစ်ခုကြောင့် ISS မှာလရီနဲ့ချီပိတ်မိခဲ့တဲ့နောက်သူတို့နှစ်ဦးဟာ Dragon အာကာသယာဉ်ငယ်နဲ့အတူ18နာရီကြာခရီးစဉ်ကို ဖြတ်သန်းပြီးကဘာစီအောင်အောင်မြင်မြင်ပြန်ရောက်နိုင်ခဲ့ပြီဖြစ်ပါရဲ့ရှင်။